မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဒီဇမလ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်တော်ဒေတာတစ်ခုလုံးဆုံးရှုံးလိုက်ရပြီးတော့နေဆက်တလျှောက်ကလုံခြုံရေးများကိုပါဆွတ်လွတ်လိုက်ရတဲ့အချိန်မှာစစ်ကောင်စီကမောင်တော်ဒေတာကိုပြန်လည်ရရှိရန်အတွက်တပ်မ22တပ်မမှုကိုဥဆောင်ခိုင်းပြီးတော့ပြန်လည်ခြိတက်စေခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇမလ14ရက်နေ့မှာအလဲတန်းကျော်ကန်းကြီးကနေတဆင်အာစာ ARA RSO အဖွဲ့များကိုစစ်ကောင်စီရဲ့နေပြည်များနဲ့တင်ဆောင်ပြီးတော့မောင်တော်မြို့ကိုပြန်လည်ချင်းကပ်လာတဲ့စစ်ကောင်စီရဲ့ပူပေါင်း င်းတပ်ကိုအရခတပ်တော် AA ကတိုက်ခိုက်ခဲ့ရမှာတပ်မ22တပ်မမှုတေဆုံးသွားတယ်လို့သိရပါတယ်။ညာအီမိုးချုပ်ကြီးကြမှာစစ်သည်မော်တွေနဲ့ကတ်လာတဲ့အချိုးတူပူးပေါင်းနေတာကအာစာနဲ့လက်နက်တွေအပြည့်အဝထောက်ပံ့ပြီးတော့မောင်တော်ကိုပြန်တိုက်ဖို့လုံနေကြတာပါလို့ရခိုင်စစ်ရေးသတင်းရေးမိကပြောဆိုထားပါတယ်။တပ်မ22တပ်မမှုဘုံမူကြီးအောင်နေမျိုး DSA 47ဆင်းနဲ့ပူပေါင်းတက်ဟာပြီးခဲ့တဲ့ဒီဇမလ23ရက်နေ့ည9:00နာရီကစစ်ကောင်စီရဲ့နေပြည်တော်များနဲ့အလဲတန်းကျော်ကမ်းခြေမှာကန့်ကပ်ပြီးတော့မောင်တော်ကိုပြန်လဲရယူရန်အတွက် တက်လာတဲ့အချိန်မှာအေအေရဲ့စောင့်ကြိုတိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်လို့သိရပါတယ်စစ်ကောင်စီဟာဘင်္ဂလားဒေ့ရှ်နယ်စပ်မြင်းတလျှောက်ပြန့်ကျဲပြီးတော့ထွက်ပြေးနေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့များနဲ့နယ်စပ်တလျှောက်မှာနေထိုင်နေတဲ့လက်နက်ကိုင်အဖွဲ့များကိုစုစည်းကာမောင်တော်မျိုးကိုပြန်လည်ရယူရန်စူးစမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်တိုက်ပွဲများဆက်လက်ပြီးတော့ရှိနေနိုင်တဲ့အတွက်နတ်မြစ်ပတ်ဝန်းကျင်ကိုဒေသခံများအနေနဲ့အသုံးမပြုကြရန် ်ဒီဇင်ဘာလ10ရက်နေ့မှာအေအေကထုတ်ပြန်ထားပါတယ်မောင်တော်အမတ်၅နေကြားဆောင်ရဲစခန်းနခခ၅မျိုးတကြီးတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်450ကျော်တေဆုံးက300ကျော်ဖမ်းဆီးခံခဲ့ရပြီးတော့နှစ်နိုင်ငံကူးတန်းရောင်းဝယ်ရေးနဲ့လုံခြုံရေးဆိုင်ရာတွေပါဆုံးရှုံးလိုက်ရတဲ့အတွက်စစ်ကောင်စီဟာမွတ်စလင်လက်နက်ကိုင်များနဲ့ပူးပေါင်းကမောင်တော်ကိုပြန်လည်ရယူရေးအတွက်ခြိတက်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မှာကြံနေတဲ့စစ်ကောင်စီရဲ့တိုက်ရင်ဌာနချုပ်များကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တပ်များကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KIA နဲ့မဟာမိတ်တပ်များဟာဒီသမားရ၄ရက်နေ့ကနေစပြီးတော့ဘုံဘုံမျိုးသိန်းတိုက်ပွဲနဲ့မန်စီမှာရှိတဲ့လက်ကျန်စစ်ကောင်စီရဲ့တပ်များကို ဒိုးစစ်စင်နဲ့စစ်စင်ရေးကိုစတင်ခဲ့ရဒီကနေ့ဒီဇင်ဘာလ15ရက်နေ့အချိန်လေးကိုစစ်ရေးသတင်းအရင်းမြစ်ကအသိပေးထားပါတယ်ဗမော်မှာဒီဇင်ဘာလ14ရက်နေ့နဲ့15ရက်နေ့တွေမှာတိုက်ပွဲအနေငယ်ငြိမ်နေပြီးတော့မန်စီမှာရှိတဲ့စစ်ကောင်စီရဲ့တပ်များကို ဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်လို့သတင်းအရေးမိကပြောပါရယ်ဗမော်မျိုးသိန်းတိုက်ပွဲနဲ့အတူမန်စီမှာရှိတဲ့လက်ကျန်တပ်စခန်းများဖြစ်တဲ့ခမရ319အမှတ်601နဲ့923အမြောက်တပ်များကို KIA ကဒီဇင်ဘာလ၄ရက်နေ့ကတည်းကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါရယ်တခြားစီရေးသတင်းအရေးမိတူကလည်းဒီဇင်ဘာလ14ရက်နေ့မှာဗမော်တိုက်ပွဲအခြေအနေကိုအသိပေးထားရမှာ ဒီဇင်ဘာလ23ရက်နေ့ညပိုင်းကဘမ္မမာရှိတဲ့ခလာရ40ခွန်မှာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အလောင်း၄လောင်းနဲ့လက်နက်3လက်ရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်ဒီဇင်ဘာလ14ရက်နေ့မှာဘမ္မောတိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ပြည်သူအယောက်20ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ဒဏ်ရာရတဲ့အမျိုးသမီးငယ်အားစေကူတမှုပေးခဲ့တယ်လို့အသိပေးထားပါတယ်။ KIA ပူးပေါင်းတပ်ဟာဘမ္မောမျိုးသိန်းတိုက်ပွဲနှစ်ပတ်နီးပါးအတွင်းမှာ မြို့ရဲ့ area အများစုကိုဝင်ရောက်ပြီးတော့ထိန်းချုပ်နေရာယူထားနိုင်ပြီးစစ်ကောင်စီတွေတပ်ဆွဲရာနေရာအများအပြားကိုသိမ်းပိုက်ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကအသိပေးထားပါတယ်။ဒါ့အပြင်အမှတ်၂၁စစ်စင်ရေးကိုကဲမှုဌာနချုပ်အပါအဝင်စစ်ကောင်စီရဲ့တရင်ဌာနချုပ်များကိုဆက်လက်ပြီးတော့တိုက်ခိုက်နေပြီးတိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိနေတယ်လို့ကချင်စစ်ရေးနိုင်ငံရေးလေလာသူဦးစော်ဆိုင်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ7ရက်နေ့မနက်9:30မိနစ်ခန့်မှာစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုညောင်မင်းကြီးထမ်းတော်ဇက်စိတ်အနီးမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးလက်နက်များကောက်ယူနိုင်ရန်စူးစမ်းခဲ့တော်လဲဝမ်ပေါင်ကုမ္ပဏီနဲ့ မုံရွာအိုးရှမ်းဘက်ကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ကူပေးပြီးကားသုံးစီးနဲ့စစ်ကူတွေရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တရုတ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့စစ်ကောင်စီတပ်သား80ကျော်ဂန့်ကိုစားလင်းကြီးအခြေဆိုင်ကျွန်တော်တို့ရဲ့တော်လိုင်းတပ်ဖွဲ့တွေကညောင်ပင်ကြီးထန်းတော်ဇက်စိတ်အနီးမှာ ထိတ်တိုက်ရဲဆိုင်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားချိန်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား9ဦးနေရာမှာတည်းပွဲချင်းပြီးတိတ်ဆုံသွားတယ်ဝမ်ပေါင်ကုမ္ပဏီဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပြီးကားသုံးစီးနဲ့အင်အားတွေဖြည့်တယ်စစ်ကူလာပေးတဲ့အပြင်မုံရွာ Ocean အနီးနားကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကတော့အထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လက်နက်ကောက်ယူဖို့စ조사ခဲ့တော့လဲမရရှိခဲ့ပါဘူး ခွေးတွေကဝမ်ပေါင်အနီးတောင်မှာကင်းမုံတွေချထားတဲ့စစ်ကြောင်းလဲထိုးမယ်လို့ကြားရပါတယ်အင်အားတွေလည်းဖြည့်ထားကြတယ်လို့မုံရွာ inventor ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခတ်ရေးခေါင်းဆောင်ကိုမိုးတောက်ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုမုံရွာ inventor ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့အတူ triple task force view ဟာ44စာလင်းကြီးမြို့နယ်လက်ယုံတပ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာရှိတဲ့ online ငွေလိမ်လုပ်ငန်းများမှာပိတ်မိနေတဲ့အိန္ဒိယနိုင်ငံသား6ဦးပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အဲ့ဒီပြန်လည်လွတ်မြောက်လာတဲ့အိန္ဒိယနိုင်ငံသား6ဦးဟာတပ်ဆိုင်ရာမိခင်နိုင်ငံကို ပြန်လဲရောက်ရှိနိုင်ရေးအတွက်နယ်မြေကရဲစခန်းကိုခေါ်ဆောင်ထားတယ်လို့သိရပါတယ်အခုနှစ်ဇွန်လကနေစတင်ပြီးတော့အိန္ဒိယနိုင်ငံသားတရတအူပြန်လဲလွတ်မြောက်လာပြီးတော့မြန်မာနိုင်ငံကပြန်လဲလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကစနေနေ့မှာအိန္ဒိယနိုင်ငံသားအလုတ်ကန်ရှာဖွေသူများအနေနဲ့အလုတ်များဖို့တေချာဂရုတစိုက်နဲ့သတိပြုကြရန် တိုက်တွန်းထားကြောင်းထုတ်ပြန်ထားပါရယ်မြောက်ရီမှာရှိတဲ့ online ကြဖြတ်ငွေလိမ်လည်တဲ့လုပ်ငန်းများမှာပိတ်မိနေတဲ့အိန္ဒိယနိုင်ငံသားများကိုပြန်လွှတ်ပေးရင်းနဲ့နေရက်ကိုပြန်ပို့ပေးရင်းစောင့်ရမှုဟာအလွန်ရှုပ်ထွေးနေတယ်လို့သိရပါရယ်လက်တလုံးမှာမြောက်ရီမှာမြန်မာစစ်ကောင်စီကလည်းလက်လန်းမမီပဲနဲ့လက်နက်ကိုင်များကထိမ့်ချုပ်ထားတယ်လို့သိရပါရယ်အိန္ဒိယမစ်ရှင်အနေနဲ့မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးကိုမထိခိုက်စေဘဲအခြားသောတပ်ဆိုင်သူများကနေတဆင့်ချင်းကပ်ရန်လိုအပ်တယ်လို့အိန္ဒိယသတင်းများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဇဝဲကျေးရွာအုပ်စုထမ်းမင်ကုန်းကျေးရွာမှာရှိတဲ့နေအိမ်မှာဖွင့်လှစ်ထားတဲ့ဈေးဆိုင်တဆိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကဓမြဝင်ရောက်တိုက်ခဲ့ရာဖုန်းနှလုံးငွေကြက်၃သိန်းကျပ်နဲ့အချိုရည်များမုံများပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ၁၄ရက်နေ့ည၇နာရီကမှတနင်္လာရီမျိုးနဲ့ဇဝဲကြီးရွာအုပ်စုထမ်းပင်ကုန်းကြီးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်မှာဖွင့်လှစ်ထားတဲ့ဈေးဆိုင်တက်ဆိုင်ကိုဇဝဲကြီးရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမရ996တိုက်ရင်ကတပ်သား၂ဦးကတနက်နဲ့ချိန်ရွယ်ပြီးတော့ချင်းချောက်ပြီးဖုန်းနှလုံးငွေကြက်၃သိန်းကျပ်နဲ့စိုင်းမရောင်းချနေတဲ့အချိုရည်ဘူးများမုံများ များကိုယူဆောင်သွားတယ်လို့သိရပါဗျ။ပထမတစ်ယောက်ကအရင်ဆုံးဈေးကိုအကျွေးနဲ့လာဝယ်တယ်။အဲ့ဒါပြီးမှတေချာစီစစ်ပြီးတော့ဓမြဝင်တိုက်တာတနက်နဲ့ချင်းချောက်ပြီးတော့ဓမြတိုက်တာပါ။လူကိုတော့ဘာမှမလုပ်ခဲ့ဘူး။ဓမြတိုက်မှုနဲ့ပတ်သက်ပြီးတော့တိုင်ကြားတာမျိုးလည်းမကြမိဘူး။ပြည်သူတွေကတော့ကြောက်နေကြတာပေါ့လို့တနင်္လာရီမျိုးနဲ့ပတ်ကဖဇုံကတော်ပုံကြီးအဖွဲ့ကတာဝန်ရှိသူတဦးကပြောကြားထားပါဗျ။အဲ့ဒီထမ်းမင်ကုန်းကြီးရွာဟာဇဝဲကြီးရွာအခြေဆိုင် ခမရ996တိုက်ရင်နဲ့6ဖာလုံးကန်တာကွာဝေးပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်သားများနေညအမြဲမပြတ်ကင်းလက်နေတဲ့ကျေးရွာတရွာဖြစ်တယ်လို့သိရပါတယ်အချမ်းဘတ်စစ်ကောင်စီတပ်ရဲ့ခမရ996တိုက်ရင်ဟာ1993ခုနှစ်မှာတိုက်ရင်တိဆောက်ခဲ့ပြီးတော့အခုဓမြတိုက်မှုဖြစ်စဉ်ဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်ဒီလိုမျိုးစစ်တပ်ကဓမြတိုက်တာကတော့ဒါပထမဆုံးအကြိမ်ပါအယက်ဝင်းနဲ့စစ်သားကဓမြတိုက်သွားတာပါလို့တနင်္လာရီမြို့နယ်ပကခပဇုံကတော်ပုံကြီးအဖွဲ့ကပြန်ကြားရေးတောင်းငါကပြောကြားထားပါတယ် တနင်္လာရီမြို့နယ်မှာစစ်ကောင်းစီတပ်များနဲ့တော်လိုင်းတပ်များကြားမှာစစ်ရေးအရာနှစ်ဖက်ဆစ်ဆိုင်ထားကြပြီးတော့စစ်တပ်ကကြေးရွာများကိုစစ်ကြောင်းထုံးမှုများရှိနေကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဂွမ်းမြို့နယ်ကနေထွက်ပြေးသွားတဲ့စစ်ဘေးရှောင်ရခိုင်ပြည်သူများကိုချောင်းသာနဲ့ရွှေတောင်ရံကမ်းခြေကစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးများကနှင်ထုတ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘမ်ဘာလနှောင်းပိုင်းနဲ့ဒီဇင်ဘာလဇန်ပိုင်းအတွင်းမှာဂွမ်းမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့အေအေတို့ကြားမှာတိုက်ပွဲများပြင်းထန်လာတယ်လို့သိရပါတယ်။စစ်ဘေးရှောင်ရခိုင်ပြည်သူများဟာအေယော်ဒီတိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်ကြရမှာ ချောင်းသာကန်းကျင်နဲ့ရွှေတောင်ရံကန်းကျင်ဘက်တို့ကိုစစ်ဆောင်လာကြတယ်လို့သိရပါတယ်။ဒါပေမဲ့ချောင်းသာကန်းကျင်နဲ့ရွှေတောင်ရံကန်းကျင်ကစစ်တပ်ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးများကစစ်ဘေးရှောင်ရခိုင်ပြည်သူများကိုဒီကနေ့ဒီဇင်ဘာလ15ရက်နေ့ကနေစတင်ပြီးတော့ခဏရအတွင်းမှာထွက်ခွာသွားကြရန်နဲ့လုံးဝနေခွင့်မပြုဘူးလို့အမိန့်ပေးလာကြောင်းသိရပါတယ်။ချောင်းသာကန်းကျင်နဲ့ရွှေတောင်ရံကန်းကျင်ဘက်စီကိုစစ်ဆောင်ရောက်ရှိနေကြတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကခေါ်ယူပြီးတော့ ဒီနေ့ကစပြီးခုနှစ်ရက်အတွင်းမှာထွက်သွားရမယ်လုံးဝနေခွင့်မပြုဘူးလို့ပြောတယ်စစ်ဆောင်ပြည်သူတွေဟာအခက်အခဲကြုံနေကြရပါတယ်လို့စစ်ပေးဆောင်အရေးကူညီပေးနေတဲ့ပြည်သူတူကပြောဆိုထားပါတယ်အေအာဗရီတိုင်းဘက်ကိုထွက်ပြေးသွားတယ်စစ်ပေးဆောင်ပြည်သူများဟာဂွမ်းမြို့နယ်ရဟိုင်ဝင်းကျေးရွာရဟိုင်ဂရိကျေးရွာကြောက်ကြီးကျေးရွာရဟိုင်ဖျားကျေးရွာနဲ့ ကိုရရှိကျေးရွာများနဲ့ဂွားမြို့ပေါ်ကစစ်ပေးဆောင်ပြည်သူများဖြစ်တယ်လို့သိရပါဗျ။လက်တလုံးမှာရခိုင်ပြည်ဂွားမြို့မှာတိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့အေအေတပ်များကမြို့အတွင်းထဲထိဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ဂွားမြို့ရဲ့မြို့ရင်းနေရာများကိုလည်းအေအေကဆက်လက်ပြီးတော့တိမ့်ပိုက်လျက်ရှိတယ်လို့သိရပါဗျ။ဂွားမှာလည်းမြို့ရင်းနေရာများကိုတိမ့်ပိုက်ထားပြီးတော့ကျန်တဲ့နေရာတွေကိုလည်းဆက်လက်ပြီးတော့ဥတီတိုက်ခတ်နေပါတယ်လို့အေအေရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ